ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေကွန်းရှင်ကဒေါ်ဆန်ဆန်ပါဟုတ်ပြီ63နှစ်ပါဆရာကြီးမိခိုးတဲ့ဘုံရွာပါဘုံရွာဟုတ်ပြီဆရာကြီးရှင်နဲ့ကျမမားတဲ့သွေးတိုးစီဂျိုယောဂါတွေရှိပါတယ်တဲ့သွေးတိုးစီဂျိုစီဂျိုရရှိပါတယ်အာယုံကြောအားစေးတွေလည်းတောက်နေရပါတယ်တဲ့ဟုတ်ပြီဗျာဖြစ်နေတာကတဲ့ခေါင်းရဲ့ဘဲဘက်ငယ်ဒိတ် နားမှာတဲ့ရေခဲတင်ထားသလိုအေးနေပြီတဲ့ နဖူးလေပင်အကြောတွေတင်းပြီးစီးထားသလိုမျိုးခံစားနေရလို့ပါတဲ့ဟုတ်ပြီရာသီဥတုအေးတဲ့အချိန်တွေမှာလည်းတဲ့ဘဲဘဲချမ်းကကြက်သီးထားသလိုအေးသလိုမျိုးလက်တစ်ဖက်ထဲကျင်းသလိုမျိုးဖြစ်နေလို့ပါတဲ့ဟုတ်ပြီဘလို့ကုသင့်ပါသလဲတဲ့ဟုတ်ပြီအဲ့ဒါလည်းပဲ တိုင်းရင်းစည်းပညာမှာတော့အစင်လာတခုလို့ပေါ့နော်ဟုတ်ကဲ့ဆရာကြီးယောက်ျားညာမိမပဲဟုတ်ကဲ့ဆရာကြီးယောဂဖြစ်ရယ်လေဟုတ်ကဲ့ဆရာကြီးရှင်လေယောက်ျားတဲ့ညာစာယောက်ျားတဲ့အလုပ်လို့ညာနဲ့လုပ်လို့တော့ဟုတ်ကဲ့ဆရာကြီးညာဖြစ်တယ်အမျိုးသမီးတွေကများသွားဖြစ်ဘယ်ကအလုပ်လုပ်တယ်လို့ပူလုပ်တယ်တော့မဟုတ်ဘူးဟုတ်ကဲ့ဆရာကြီးဥမာလျှော်မယ်ဟုတ်ကဲ့ဆရာကြီးအဝိပုတ်မယ်ဟုတ်ကဲ့ဘယ်လဲပေါ်တင်ပြီးတော့ညာလဲနဲ့ပုတ်ထားပဲဟုတ်ကဲ့ဆရာကြီးဟုတ်တယ်မလားဟုတ်တရခါသွေးမယ်လိမ့်မယ် မအင်းကြီးခြေစည်းတက်မယ်ချက်မယ်ပြုတ်မယ်ယောက်ျားတွေကညာလက်ကိုအတုံးများသလိုအမျိုးသမီးတွေကဘယ်လက်ကိုအတုံးများကြတယ်ဒါဖြစ်လို့ရှိရင်ယောဂါလည်းအဲ့လိုပဲတရားစေးပညာမှာတော့ရေဘူးအားဖြင့်မျိုးသားညာအမျိုးသမီးဘယ်လို့သတ်မှတ်တယ်ဘုသူမေးတဲ့မေးခွန်းကသူကဘယ်ဘက်မှာအဖြစ်များတာနော်ဘယ်ဘက်ငယ်တဲ့ရေခဲတင်ထားလို့အဲ့ဒါအဲ့ဒါတော့အဲ့ဒါတော့ရေခဲတင်ထားသူအေးတယ်ဆိုတာလဲမကောင်းဘူးတိလားဟုတ်ကဲ့ဆရာကြီး ူတယ်ဆိုတာကျတော့ပူမကောင်းဘူးပူမကောင်းဟုတ်ဟုတ်ကဲ့ဆရာအခုအခုဆိုတာကဒီရာစုနှစ်ပေါ့လေဟုတ်ကဲ့ဆရာအခုဒါရာစုနှစ်နဲ့ပြောဗနေရာစုရောက်သွားပြီလေ27 27ရာစုရာစုနှစ်အခုမှဟုတ်ကဲ့ဆရာဆရာတို့ယောဂတွေကိုစစ်တဲ့အခါမှာ who says that ကုခာစဆရာတို့အသက်35 36လောက်ကပေါ့လွန်ခဲ့တဲ့အနှစ်40ကျော်50လောက်ကပေါ့ဟုတ်ကဲ့ဆရာအခု82ရှိသွားပြီအသက်ကဟုတ်ကဲ့ဆရာအဲ့လောက်ကဆိုရင်ဆရာတို့ကိုယ်တိုင်စေအပူတွေကိုခံရတယ်ဟုတ်ကဲ့ဆရာစေအပူတွေကျွေးတယ်အပူတွေလိမ့်တယ်ဘာကြောင့်လို့ဆိုရင်အဲ့တုန်းကတွေ့ရတဲ့လူနာတွေရဲ့လက္ခဏာတွေကအေးအေးလွန်နေတာဟုတ်ကဲ့ဆရာအခုကလူနာ100မှာလေဆရာပြောလို့ရှိတယ်တရ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 အပူလုံးပါတယ်လို့ဟုတ်ကဲ့ဆရာအဲတငယ်ချင်းကမေးတယ်တငယ်လေးတငယ်ချင်းသူကလည်းစေးဆရာ တိုင်းရင်ဆေးဆရာသူလည်းဆေးလေးကူတယ်သူလည်းအောင်လဲအောင်ပြီသားအကူကြီးတဲ့အကူကြီးရဲ့နဲ့ပူတယ်တဲ့တရားမှာတရားတယောက်ဆိုဘယ်ရတယောက်ကပါလာတာလဲတဲ့ဟာဘိုက်ထက်တယောက်ပါတယ်ရှင်းလေးကြီးနေအောင်အကူကြီးဘယ်ပေါက်ကဝင်ကြည့်တာလဲတဲ့ဟုတ်ကဲ့သူလည်းအဲ့လိုပဲတကယ်ကိုဒေမေးတယ်ဟာအဲ့ဒါတာဘွားဆရာမတွေမေးလိုက်တန့်တိတာပေါ့ကွာလေခုခလေးတွေမဝင်ဘာထူးလဲဆိုမွေးမွေးတဲ့စပင်းမပါဘူးတဲ့ ဟုတ်ကဲ့ဆရာကြီးအရေပြားဒီမှာမွေးတဲ့အနာတွေနဲ့တဲ့ဟုတ်ကဲ့ပါဆရာကြီးအဲ့ဒါတွေကဘိုက်ထဲမှာတွေကအပူတွေများတာပေါ့လို့အဖေကြီးလိုက်အဖေကအရက်စိတ်လေးကွန်မပြဘူးအမေကငရုတ်တင်းငရုတ်ကောင်းချင်းအာဘူးရှာဘူးမုန်တီတင်မောတိတော့မလာရှန်ကောမပြဘူးအဲ့တော့ကလေးကမွေးတဲ့အပူများကြတာပေါ့လို့ဟုတ်ကဲ့ဆရာကြီးကျောင်းတရားမှာတရားတယောက်ဆိုတာအဲ့ဒီဘိုက်ထဲမှာတွေကအပူတွေများပါတယ်လို့ဟုတ်ကဲ့ဆရာဒါကြောင့်မို့လို့ပြောချင်းတဲ့ပြောလို့ရတခုပဲလို့နော်အပူတွေလျှော့ကြပါ ဟုတ်ကဲ့ပါဆရာကြီးအဲ့ဒီအပူထဲမှာစိတ်အပူကလည်းအဆိုးဆုံးပါပဲဆိုးဆုံးပဲဟုတ်ကဲ့ဆရာကြီးစိတ်ထောင်းရင်ဗာကြည်လေကိုကြည်တာပါဆရာကြီးစိတ်အပူလည်းလျှော့ပါဟုတ်ကဲ့ပါဆရာကြီးဥရုအပူတွေလည်းလျှော့ပါဟုတ်ကဲ့ပါဆရာကြီးအစာအာဟာရအပူတွေလည်းလျှော့ပါအနေအထိုင်အပူတွေလည်းလျှော့ပါဥမာမှုရထူထူနဲ့အိမ်ပါတဲ့အဲ့ဒီမှုရပေါ်မှာဗာလေးခင်းအိမ်ဖြာလေးခင်းအိမ်ဖြာဖြာတော့မှဆရာစုဘယ်နှချက်ခင်းတာလဲလေးချက်လေးချက်ဟုတ်ကဲ့ဆရာကြီးအဲ့လိုဖြာခင်းအိမ်တော့လူကအိမ်လူလည်းကောင်းတယ် ဟုတ်ကဲ့ဆရာဖြာရဲ့တတ္တိကွာတင်မရဟုတ်ကဲ့အေးရင်နှွေးနေတယ်နှွေးတယ်ဟုတ်ကဲ့ပူတဲ့အချိန်ကျတော့အေးတယ်အေးတယ်ဟုတ်ကဲ့ဆရာအဲ့လိုဖြာနဲ့အိပ်ပါဟုတ်ကဲ့ပါအိပ်ထားလို့ရေချိုးတာတို့အစားစားတို့လို့ပြင်ပြီးတော့နောက်မိုးလင်းတာနဲ့ဆရာဆိုအခုမိုးလင်းအိပ်ရထားလိုက်တာနဲ့ရေတစ်ခွက်တောက်လိုက်တယ်ရေတစ်ပလင်းတောက်လိုက်တယ်ဟုတ်ကဲ့ဆရာတပလင်းတောက်လိုက်ရင်သူကလူလူဝမ်းသွားကြည်စိကပါလာတယ်ဟုတ်ကဲ့ဆရာအဲ့တော့တွိုက်လက်နာသွားနေလိုက်တယ်ကြံပေးချင်တာတော့မိုးလင်းလာရင် ရေတံမှုတော့ပါဟုတ်တယ်ဆရာအခုခေတ်ရေတံပေါ်လာတာကလေကျမ်းမာရေးတွေကတော့တအားပဲဟုတ်ကဲ့ပါဆရာရေတံကလေဟုတ်ကဲ့ပါဆရာရေတံတောက်တာကကျမ်းမာခြင်းတွေဆေးတစ်ခွက်ပါပဲဟုတ်ကဲ့ပါဆရာတောက်ပါအမျိုးသမီးလက်တစ်ဖက်ကျင်နေတာဆရာအဲ့ဒီကျင်နေတာတော့စားဖို့ပါဟာဟုတ်ကဲ့ဆရာပို့တဲ့အခါမှာကျင်တဲ့လက်ကိုအောက်ကခံဟုတ်ကဲ့ဆရာရေလေးနဲ့ဆွလိုက်ရေမချိုးခင်မှာဟာရေကျင်တဲ့လက်ကိုအောက်ကလက်ဖွားကိုခံပြီးတော့အပေါ်ကိုစားမကြီးစီနစ်စီလောက်တင်းတင်းပြီးတော့ပို့တဲ့အခါမှာ လိုက်ဖက်ညီပါစေလက်မလက်မချင်းပို့ဟုတ်ကဲ့ဆရာကြီးလက်ညှိုးလက်ညှိုးချင်းပို့အဲ့လိုအကြာကြီးလည်းမပို့ပါနဲ့အကြိမ်90ပို့ပါဟုတ်ကဲ့ပါဆရာကြီးအဲ့လိုပို့ပြီးရရေချိုးပါ အာဟာနေရင်လည်းပဲလို့ကလေးများပြောဆိုလို့ချိုးမမဲကားတို့ဟုတ်ကဲ့ပါဆရာကြီးဟုတ်1 2 3 4 5 5 4 3 1ဟုတ်ကဲ့ဆရာကြီး1 2 3 4 5အဲ့လိုလေးကြိမ်ကန်လေးအကြိမ်20နဲ့စလောက်လို့ပါနှစ်နာရီသုံးနာရီလောက်ချားလို့ရှိရင်တခါလောက်ပါဟုတ်ကဲ့ပါဆရာအဲ့လိုလို့ရှိရင်အဲ့လိုမှန်မှန်လေးလို့လို့ရှိရင် ၃ရက်နဲ့၅ရက်အတွက်မှာဒီယောဂါစေးတောက်ဆရာစေးစားဆရာမလိုဘဲနဲ့ကိုနော်90ရာနှုန်းတက်တာတော့ပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကဲဘုရားရှင်ကြပါစေ